အော်လူဆိုတာလေကိုကုသိုလ်နဲ့ကိုလာတယ်ကိုအကုသိုလ်နဲ့ကိုသွားတယ်အဲ့တော့ဟိုအကုသိုလ်လုပ်တဲ့သူကအဲ့အကုသိုလ်တော်ရဲရကိုဘယ်လို့မှမထွက်နိုင်ရှာဘူးနောက်ကျတော့သူသေးတဲ့ခါကျသူအဲ့အဲ့အကုသိုလ်တွေကိုသူသေးသွားရှာတာဆိုတဲ့ခါကျတော့ကိုကကိုအသက်ရှင်နေတဲ့ချိန်တွင်းမှာဘဝကတူတူလေး အဲ့တော့ကုသိုလ်တွေကိုပဲပြည်ပြတ်နိုင်သလောက်စုရဲကောင်းတာတွေလုံနိုင်ဖို့ပဲအတတ်နိုင်ဆုံးစ조사ရဲကောင်းတဲ့စိတ်ထားနိုင်ဖို့စ조사ရဲလူတယောက်မှာအမြဲတမ်းကောင်းကောင်းတဲ့အကွက်ဆိုတာအနည်းဆုံးတစ်ခွက်တော့ရှိတယ်အဲ့ဒါကိုမြင်နိုင်အောင်ပဲအမြဲတမ်းကြည့်တယ်ခွလွတ်နိုင်ဖို့စ조사ရဲအဲ့နောက်တစ်ခွက်ကျတော့မတူ क्वे တရားမှုတွေရှိလို့ရှိရင်လည်းဒါကိုလက်ခံနိုင်ဖို့အတွက်ရင်းရင်းကျကျလက်ခံနိုင်ဖို့အတွက်ကိုပြည်ပြစ조사တင်ယူရဲအကုသိုလ်ဆိုတာကူးတတ်တယ်လေအကုသိုလ်ကသွားပြီးတော့ထိတ်တိုင်းမတွေ့တာအကောင်းဆုံးပဲ ခုပြောနေလို့ရှိရင် neglect လုပ်လိုက်ကိုကတော့ပြန်ပြောပြီလို့ရှိရင်ဟိုကိုကတစ်စိမ့်နေသွားတယ်။ရိုင်းနေသူနဲ့ဆိုလို့ရှိရင်ရင်ကျစ်ကျစ်ပြောရင်ပြောလို့မရတဲ့ခါကျကိုကရိုင်းလိုက်ရရင်ကိုကအစင်ကြသွားတာ။ကိုကအခုတော့ဝင်သွားတာ။ကိုဒုက္ခရောက်သွားတာ။အဲ့ဒီခါကျတော့ဖြစ်နိုင်လို့ရှိရင် ဟိုဒါမျိုးတွေဆိုလို့ရှိရင် neglect တာလုပ်လိုက် blog လုပ်လိုက် unfriend လုပ်လိုက် unfriend လုပ်လိုက်ပေါ့နော်အဲ့လိုပဲဖြစ်ဖြစ်ကတော့ခွန်အားပေးစင်တယ်အဲ့ဒါဆိုလို့ရှိရင်ကိုနေရထိုင်ရတာလည်းပို့ပြီးတော့အဆင်ပြေလိမ့်မယ်ဒီခုနကပြောတဲ့အတိုင်းပဲလူဆိုတာကုကုသူနဲ့ကိုလာတယ်ကိုအကုသူနဲ့ကိုသွားတယ်အဲ့ဒါသာမှတ်ထားလိုက်အဲ့ဒါအမှန်တရားပဲဒီတကမှပြောသွားတာမှန်တယ်နော်အတူယူတင်ပါတယ်ဘယ်ဘာသာဝင်ဘယ်လူမျိုးပဲဖြစ်ဖြစ် လူရည်လို့ဖြစ်လာပြီဆိုရင် ကုသိုလ်ကတော့လုပ်ရမှာဖြစ်ပါတယ်ကုသိုလ်လုပ်ရမယ်ဆိုလို့ဖုန်ကြီးတွေကိုသူရမယ်ပြောတာမဟုတ်ပါဘူးเนาะလောကအတွက်အောင်းကျိုးဖြစ်စေတဲ့အလုပ်မှန်တမျှဟာကုသိုလ်ပဲဖြစ်ပါတယ်ကုသိုလ်ကိုမလုပ်နိုင်ဘူးအကုသိုလ်ကိုမရှောင်နိုင်ဘူးရှိစေအောင်တော့ကုသလံအကုသလံဓမ္မံဇာနာတိမနာတိတိမနုတော့ကုသလံအကုသလံဓမ္မံကုသိုလ်အကုသိုလ်တရားနှစ်ပါးကို ဇာနာတိမနာတိတိခွဲခြားသိမြင်တတ်မှသာလျင်မနှုတ်တော့လူလို့ခေါ်ဆိုထိုက်တယ်လို့ဆိုတဲ့အတွက်ကုသိုလ်အကုသိုလ်ကိုတော့ခွဲခြားသိထားဖို့လိုပါတယ်ကုသိုလ်အကုသိုလ်ကိုခွဲခြားသိထားမယ်ဆိုရင် လူပိသပါပြီနော်အဲဒါကြောင့်လူသားတယောက်ပိသဖို့အတွက်အကုသိုလ်ကို မရှောင်နိုင်သေးရင်ကုသိုလ်ကို မလုံနိုင်သေးရင်တောင်မှ ကုသိုလ်အကုသိုလ်ကိုတော့ခွဲခြားသိထားပါလို့ပြောခြင်းပါတယ် အဆောင်တွေလက်ဖွဲ့တွေပြီးတဲ့ဖုန်ကြီးတွေကယဟန်အစ်စ်ဖြစ်နိုင်ပါသလားဖေယားမြင်တွေ့နေရလို့ပါတကယ်မသိလို့ဖြေပေးပါဖေယားတဲ့မိထုံကျင်ချင်းသူတပားပစ္စည်းကိုခိုးယူခြင်းလူတက်ချင်းဇာမတ်ဖို့တရားတို့ကိုဝါကြွားပြောဆိုခြင်းဆိုတဲ့ဤပါရာဇီက၄ပါးတဘာဘာကိုကျူးလွန်မယ်ဆိုရင်ယဟန်အဖြစ်ကလျှော့ကြသွားတာကြောင့်ယဟန်အစ်စ်မဟုတ်တော့ပါဘူးเนาะ ပါရာဇိက၄ပါးတဘာဘာကိုကျူးလွန်မထားဘူးဆိုရင်တော့ယဟန်အစ်စ်ပါပဲသို့တော်လည်းပဲအဆောင်တွေလက်ဖွဲ့တွေပေးခြင်းဓာတ်ရိုက်တက်စင်လှုပ်ခြင်းဗေရင် ဟောခြင်းစတာတွေဟာအနေတနာ20တဘာထဲမှာအကျုံးဝင်တာကြောင့်ဖုန်ကြီးတွေအနေနဲ့အဆောင်လက်ဖွဲ့တွေပေးခြင်းဓာတ်ရိုက်တက်စင်တွေလှုပ်ခြင်းဗေရင်ဟောခြင်းတွေလုပ်မယ်ဆိုရင်ဒုက္ခအဘတ်တင်ပါတယ်နော်အရှင်ဖေရ မိတိကုတုနဲ့မိတိတရားကို အာထုတ်ရင် အပေတကားပိတ်ပါတလေဖရာ ဖြေချပေးစီ လိုပါတယ်ဖရာတဲ့လူတချို့ကဒါနမရှိရင် အပေကြတယ်လို့ယူဆတတ်ကြပါတယ်ဒါနမရှိုံတတ်တတ်နဲ့အပေမကြနိုင်ပါဘူးဒါနမရှိရင် ဖြစ်လျာဘဝတိုင်းမှာစင်ရဲတဲ့အကျိုးကိုပဲခံစားရမှာဖြစ်ပါတယ် တီလာမရှိဘူးဆိုရင်တော့အပေကြမှာဖြစ်ပါတယ်အပေတကားပိတ်ချင်တယ်ဆိုရင်တီလာကိုလုံအောင်စောက်တည်ပြီးတီလာကုသိုလ်ကိုရအောင်ကြိုးစားရမှာဖြစ်ပါတယ်အဲ့ဒါဆိုရင်အပေတကားပိတ်မှာဖြစ်ပါတယ်ဓာတ်ထက်တစင်းတက်ပြီးအပေတကားအပီးတိုင်ပိတ်ချင်တယ်ဆိုရင်ဖြင့်ဝိပဿနာတရားကိုရှုမှတ်၍မတ်ဖို့စိုက်အောင်ကြိုးစားရမှာဖြစ်ပါတယ် ဝိပဿနာတရားရှုမှတ်လို့မတ်ဖို့စိုက်သွားပြီဆိုရင် အပေတကားအပီးတိုင်ပိတ်သွားပါပြီအရှင်ဖေယပရဏိမိတဝတဝတိနတ်ပြည်ကို အုပ်ချုပ်တဲ့နမင်းကဘယ်သူလဲဖေယတဲ့မနေ့ကရာဇဝင်ဇလန်းတူလေးတစ်ပုတ်ကြည့်လိုက်ရပါတယ်အဲ့ဒီထဲမှာနတ်ပြည်၆ထက်ကိုအုပ်ချုပ်တဲ့တရားမင်းဆိုတာပါလာပါတယ်မှားနေပါတယ်เนาะတရားမင်းဟာ စတုမဟာရဲ့နတ်ပြည်နဲ့တာဝတိန်သာနတ်ပြည်နှစ်ပြည်ကိုပဲအုပ်ချုပ်တာပါ။ရာမာနတ်ပြည်ကို သူ့ရာမနာမည်အုပ်ချုပ်ပါတယ်။တုတိတာနတ်ပြည်ကိုတန်တုတိတာနာမည်အုပ်ချုပ်ပါတယ်။နေမာနရတိနတ်ပြည်ကိုသူ့နေမိတနာမည်အုပ်ချုပ်ပါတယ်။ပရနေမိတဝတဝတိနတ်ပြည်ကိုဝတဝတိနာမည်အုပ်ချုပ်ပါတယ်။ဒါဟာနတ်ပြည်၆ထပ်မှာဆိုင်ရာဆိုင်ရာအုပ်ချုပ်ကြတဲ့နာမင်းတွေရဲ့အမိပဲဖြစ်ပါတယ်။မမောဘူးလားဖေယား။ မေးတဲ့လူကလည်းမေးချင်တိုင်းမေးနေဖုံဖုံကလည်းဖြေပေးနေတဲ့ရုပ်ဝါဒတွေလွှမ်းမိုးမှုကြောင့်နံဝါဒတွေမှိမ့်မိန်ပြီးဘာသာရေးအသိဉာဏ်တွေစိုးရုပ်လာတဲ့ယခုလိုခေတ်ကာလမှာအမေးအဖြေလုပ်ပေးခြင်းဟာမေးတဲ့လူအတွက်လည်းအကျိုးရှိတယ်လို့ဥစဉ်အတွက်လည်းကုသိုလ်ဖြစ်စေပါတယ်။မေးမြန်းတဲ့အလေးထားဟာကောင်းမြတ်တဲ့အလေးအထဖြစ်ပါတယ်။သူဘလူလင်မြတ်စွာဘုရားကိုမေးလျှောက်တဲ့ပု္ပ္ပာ၁၄ချက်ထဲမှာ တချို့လူတွေကညံကောင်းပြီးတချို့လူတွေကဘာကြောင့်ညံမကောင်းရတာပါလဲဖရာဆိုတဲ့အချက်တစ်ချက်ပါပါတယ်အဲ့ဒါကိုမြတ်စွာဘုရားကညံကောင်းရတဲ့အကြောင်းရင်းဟာမေးမြန်းလို့ဖြစ်ပြီးညံမကောင်းရတဲ့အကြောင်းရင်းဟာမမေးမြန်းလို့ဖြစ်တယ်လို့ဖြေကြားတော်မူပါတယ်ဟုတ်ပါတယ်ညံကောင်းတဲ့လူ အများစုကိုတွားကြည့်လိုက်ပါ သူတို့တွေဟာအမြဲတမ်းမေးမြန်းလေ့လာနေတဲ့သူတွေဖြစ်ပါတယ်ဒါကြောင့်မေးမြန်းခြင်းဟာကောင်းမြတ်တဲ့အလေးထားဖြစ်တယ်လို့ ဖြေကြပေးတဲ့သူအတွက်လဲကုသိုလ်ဖြစ်စေတဲ့အတွက်ဥစဉ်အနေဖြင့်အမေးအဖြေလုပ်ပေးရတာဟာမမောပါဘူးနော်ဖုံဖုံဘေးရတပည့်တော်မနဲ့အိယာထကူစေနာကြီးစတနာကြီးမှထပါတယ်ဖျားအိယာထနောက်ကြရင်ကိုစောင်းနဲ့ကျင်းတယ်ဆိုတာမှန်ပါသလားဖျားတဲ့ဒါကတော့မနဲ့စောစောအိယာထစီခြင်းလို့လူကြီးတွေက၆ပြီးပြောတဲ့စကားပါနော်တချို့ကလည်းပဲ ကိုစောင်းနဲ့မရှိဘူးလို့ပြောကြပါတယ်။မကောင်းမှုပြုသောသူသည်မိမိပြုတဲ့မကောင်းမှုကိုမိမိအရင်ဆုံးသိ၏။ထို့နောက်ကိုစောင်းနဲ့သိ၏။ထို့နောက်စိတ်ကိုဖောက်ထွင်း၍မြင်နိုင်သောတကူးရှင်များသိ၏လို့ပါရာဇိကံအထကထာ သူတိန်ဒကန္ဓာအဖွင့်မှာ ဆိုထားတဲ့အတွက်အဲ့ဒီအချက်ကို ထောက်ဆကြည့်လိုက်မယ်ဆိုရင်ကိုစောင်းနဲ့တကယ်ရှိကြောင်းသိတာပါတယ်။ကိုစောင်းနဲ့တကယ်ရှိတယ်ဆိုလို့ မိမိရဲ့ကိုယ်ထဲမှာစောင့်နေတဲ့အနက်မဟုတ်ပါဘူးမိမိရဲ့ပဝန်းကျင်မှာရှိတဲ့တာမန်ဘုံမဆိုးယုတ်ကဆိုးနဲ့တွေပဲဖြစ်ပါတယ်မိမိကဒါနသီလဘာဝနာစတဲ့ကုသိုလ်ကောင်းမှုတွေကိုနေ့စဉ်ပြုလုပ်မယ်ဆိုရင်အဲ့ဒီဘုံမဆိုးယုတ်ကဆိုးနဲ့တွေဟာချစ်ပြီးတော့မိမိအန္တရာယ်မကြရောက်အောင်စောင့်ရှောက်ပေးတတ်ပါတယ်အဲ့ဒါကိုပဲကိုစောင့်နဲ့လို့ခေါ်ဆိုနေခြင်း ဖြစ်ပါတယ်ဒါကြောင့်ကိုစောင့်နဲ့ဆိုတာဟာမိမိရဲ့ကိုယ်ရင်းမှာရှိတဲ့နတ်မဟုတ်ပဲ တာမန်ဘုံမစိုးယုတ်ကစိုးနဲ့တွေတာဖြစ်တဲ့အတွက်မနက်မိုးလင်းလို့အိယာထနောက်ကြရင်ကိုစောင်းနဲ့ကျင်းတယ်ဆိုတဲ့အခြေအားဟာမှန်ဘူးလို့ပဲမှတ်သားထားရမှာဖြစ်ပါတယ်အရှင်ဖေရတပည့်တော်ငယ်ငယ်လေးထဲကအခုအသက်ဆက်ခွန်နှစ်နှစ်ရောက်တဲ့အထိကောင်းတာတွေပဲလုပ်တယ်ဒါပေမဲ့မကောင်းမှုတွေနဲ့ပဲကြုံတွေ့နေရတယ်ဖေရအရှင်ဖေရဖြေပေးပါလားတဲ့တစ်ပင်တပင်ကိုစိုက်တဲ့အခါမှာ ချက်ချင်းအသီးမစားရပါဘူးအချိန်ကာလတစ်ခုကိုစောင့်ဆိုင်းပြီးမှအသီးစားရပါတယ်အဲ့ဒီဥပမာအတိုင်းပါပဲကောင်းမှုဆိုတာဟာလည်းပဲကောင်းမှုမျိုးစိတ်ကိုစိုက်ပျိုးနေစဉ်ကာလမှာကောင်းမှုရဲ့အကျိုးကိုချက်ချင်းမခံစားရပါဘူးအကြောင်းကျိုးညီညွတ်လို့ကုသိုလ်ကအားကောင်းလာတဲ့ဒီနေ့မှာကောင်းမှုရဲ့အကျိုးကိုခံစားရမှာဖြစ်ပါတယ်ကောင်းမှုရဲ့အကျိုးမခံစားရခင်ဂျားကာလတွေမှာကောင်းတာလုပ်နေပါလျက်နဲ့မကောင်းမှုတွေနဲ့ကြုံတွေ့နေရတာဟာ အတိတ်ဘဝကမကောင်းတဲ့အကုသိုလ်ကံကြောင့်ဖြစ်ပါလိမ့်မယ်။ဒါကြောင့်မိမိပြုလုပ်နေတဲ့ကောင်းမှုရဲ့အပေါ်မှာတန်တရားမဖြစ်ပါနဲ့လို့ပြောခြင်းပါတယ်။အရှင်ဖေရတပည့်တော်စော်မရပဲတည်သွားရင်နတ်ပြည်မှာစော်ရနိုင်လားဖေရတဲ့။လူစဉ်တို့စာတင်စဉ်တုန်းကဆရာသမားကဆုံးမပါတယ်။ဘယ်လိုဆုံးမတယ်လဲဆိုတော့မင်းတို့လူဖြစ်စဉ်သာသနာနဲ့ကြုံတုံးမှာ သာသနာအကျိုးလောကအကျိုးကိုတည်ဖို့ဆောင်ရွက်ပြီးကောင်းကောင်းမွန်မွန်နေကြလူထွက်ပြီးမိမယူမယ်တော့မကြံနဲ့မိမဆိုတာတရိษံဘဝရောက်ရင်တောင်ယူလို့ရတယ်လို့ဆုံးမပါတယ်အဲ့ဒီတော့အခုမေကွန်းပိုင်ရှင်တကာလေးကိုလည်းပြောကြင်တာကစော်ရဖို့လောက်ကတော့နှက်ပြေအထိမှန်းမနေပါနဲ့နော်တရိษံဘဝရောက်ရင်လဲစော်ရနိုင်ပါတယ်ဒါကြောင့်ယခုပြစ္ဆုတ်ဝံဘဝမှာ လောကအကျိုးဆောင်ရွက်ပြီးကောင်းကောင်းမွန်မွန်သာနေပါလို့ပြောကြင်ပါတယ်အရှင်ဖေယား ဖះနှင့်မဖူးတွေးရနိုင်သော အကုသိုလ်များအကြောင်း ဟောကြားပေးတော်မူပါဖះတဲ့ဖះနဲ့မတွေ့နိုင်သောပုဂ္ဂိုလ်ခုနှစ်မျိုးရှိပါတယ်အဲ့ဒီပုဂ္ဂိုလ်ခုနှစ်မျိုးက၁ထူပါဗေဒဇေဒီပထုဖះចောင်းကံများကို ဖြစ်စည်းသူ၂ဘောဓိဗေဒဖះပွင့်ရာဘောဓိပင်ကိုဖြစ်စည်းသူ၃အာရာမဗေဒဖះစာတရားစာများကိုအိမ်သာထဲအသုံးပြုဖြစ်စည်းသူ၄ဘိက္ခုဗေဒ တန်ကာအချင်းချင်းတဘာနဲ့တဘာစိတ်ဝမ်းကွဲအောင်ဂုံတိုက်၍တန်ကာအသင်ခွဲတော်သူ၅ဘိက္ခုနီဘေဒဘိက္ခုနီမများကိုအရှက်တကွဲအကျိုးနဲ့ဖြစ်အောင် ဖြစ်စည်းသူ၆ပင်စာနန္ဒရိယဘေဒဖရာတရားတန်ကာမိဘဆရာသမားတို့အားကာယကံဖြင့်ပြမစော်ကားသူ၇တတ္တရာဒိဋ္ဌိဘေဒလွယ်မာသော မိစ္ဆာဒိဋ္ဌိအယူရှိသောသူတို့ဖြစ်ပါသည်